မင်္ဂလာပါကလေးတို့ရေနေကောင်းကျန်းမှာရှိနေကြမယ်လို့ဆရာမမျောလင်းပါတယ်ကွယ်ဒီနေ့ကလေးတို့ပုံမြင်လေးတစ်ပုဒ်ပြောချင်သေးတယ်ဟိုးရှည်ရှည်တုန်းကဘာရနေတီပြီးဗြမရမင်းကြီးအုပ်စိုးနေတဲ့ကာလတစ်ခုပေါ့ကွယ်အဲဒီကာလမှာလူတွေကအပြစ်သုံးမျိုးပဲကျူးလွန်တတ်ကြသေးတယ်မူတာဝါဒလို့ခေါ်တဲ့လင်ညာပြောတာရဲ့ မာနာတိပါဒလို့ခေါ်တဲ့သူ့အသက်ကိုတတ်ထားရင် အာရိဏဒါနလို့ခေါ်တဲ့သူတော်ဘာမပေးတဲ့ပစ္စည်းကိုခိုးယူတာရဲ့ဆိုတဲ့အပြစ်သုံးမျိုးပဲပေါ်နေသေးတယ်အဲ့လိုအပြစ်စတင်ကျူးလွန်တဲ့သူတွေကိုမြေမြိုခြင်းဒါမှမဟုတ် ဇန်ရယတိတွေကအပြည့်ပေးခြင်းနေပြုလေးရှိတဲ့။နောက်ပိုင်းဆက်ကျူးလွန်တဲ့သူတွေကတော့သူတို့အပြစ်ကိုသူတို့ထိုင်းနဲ့သူတို့ကံခံကြရတာပေါ့။အဲဒီဘာယာနတိပြည်မှာမောင်သူနတ်တာဆိုတဲ့မျက်လုံးအလွန်ထားတဲ့လူလင်တဦးနဲ့မတ်သူဇာတာလို့ခေါ်တဲ့အပြစ်၆ပါးကင်းပြီးခေါင်းငင်း၅ပါးနဲ့ပြည့်စုံတဲ့မိန်းကလေးတို့ဟာမြစ်တာမျှပြီးအိမ်အောင်ပြုနေကြတဲ့ကွယ်။ အဲ့ဒီခေတ်မှာအိမ်နောက်ပြုရင်ယောက်ျားလေးဘက်ကိုမိန်းကလေးကလိုက်နေရတဲ့။ရောင်နောက်စရုံးပါဆိုတာမျိုးပေါ့ကွယ်။ဒီနေ့ရောသူ့ဇာတာကမောင်ကြီးရဲ့အိမ်နောက်ကြပြီး မောင်ကြီးနောက်လိုက်နေခဲ့တာတစ်နှစ်ပြည့်ပြီမို့မောင်ကြီးရဲ့မိဘတွေကိုကြတော့မယ်။ပြီးမှနှမရဲ့မိဘတွေရှိကိုအလဲသွားပြီးကြတော့ကြမယ်လို့ဆိုတဲ့။သူတို့ဇနီးမောင်နှံဟာ ပေကန်ချင်း အယိုသေးပေးခြင်းတို့မှာအလွန်ကိုဝါသနာပါကြတာကိုဖွဲ့ရိုးရိုးသားသားကျွကျွဆန်းဆန်းနဲ့စီဝါရှာကြတဲ့သူတွေဖြစ်တာကြောင့်မပူမပင်နေနိုင်ကြတာပေါ့ကွယ်အဲ့ဒါနဲ့အခါခွင့်သိတဲ့နေ့မှာသူတို့ဇနီးမောင်နှံဟာလဲဘော်ကိုကရော့ဝယ်ပစ္စည်းတွေတင်ပြီးသူစားတာရဲ့မိဘများစီလာခဲ့ကြပါတဲ့အဲ့ဒီနေ့မှာပဲဗြမဒဘယင်းကြီးကလည်း တိုင်ငန်းလှည့်လည်လာပါတဲ့သူတို့လမ်းရဲ့ရှေ့မှာဘယင်ကြီးဖြတ်မှမလို့လမ်းပိတ်ထားလို့မောင်သူနဲ့တာကတခြားလမ်းကနေပြီးတော့လဲကိုကြွေမောင်းရပါတဲ့ကွယ်အဲ့ဒီလမ်းကဆိုတော့ဇနီးတွေဖြစ်တဲ့မတ်သူဇာတာကလဲဘော်ကနေဆင်းပြီးလမ်းလျှောက်ရတာပေါ့လမ်းလျှောက်နေတဲ့သူဇာတာကိုစင်မော်ကဘယင်ကြီးကမြင်ပြီးသဘောကျပါလေရော အဲ့ဒီအခါမင်းကြီးနဲ့အမတ်တွေကိုလှုပ်ပြီးပိုင်းရှင်ရှိမရှိစုံစမ်းခိုင်းတာပေါ့ကွယ်သူစားတာလဲသူမဟာပိုင်းရှင်ရှိသူဖြစ်ကြောင်းနဲ့ဟိုလဲဘော်ကသူမရဲ့ခင်မုန်းဖြစ်ကြောင်းကိုပြောပြရတယ်မင်းကြီးတွေကဘယင်ကြီးထံပြန်ပြီးသရုပ်တင်တဲ့အခါလင်းရှိရင်လဲမရမကယူဖို့မူမတ်တွေကအကြံပေးကြတယ်အဲ့ဒီလိုအကြံပေးတဲ့အမတ်တွေကပဲ အရှင်မင်းကြီးရဲ့ခေါင်းဆောင်မကိုက်ကိုပေးပါလို့တောင်းပြီးမောင်သူနတ်တရဲ့လှဲပေါ်မှာမတိအောင်သွားတင်ထားကြတဲ့။ပြီးတော့ဘရင်ကြီးရဲ့မကိုက်တော်ပျောက်ဆုံးတယ်လို့ကြေညာပြီးရဲမဲစစ်သည်တွေကိုအရှာခိုင်းတာပေါ့ကွယ်။မောင်သူနတ်တရဲ့လှဲပေါ်မှာရှာတွေ့ပြီးလူလင်ကိုဖမ်းကျိုးနဲ့တုံနေချိန်မှာ သူစနီးသူစာသားလည်းရောက်လာပါတဲ့။သူတို့နှစ်ဦးဘရင်ရှိတော်မောက်ရောက်တဲ့အခါရဲမဲတွေက ီလူရဲ့လဲပေါ်မှာအရှင်မင်းကြီးရဲ့မကြိုက်တော်ကိုတွေ့ရလို့ဖမ်းလာတာပါဖေ။ဤမိန်းမငယ်ကတော့လဲပေးမှတွေ့ပြီးဤလူလင်းရဲ့မိန်းမဆိုပြီးလိုက်လာတာပါဖေလို့တတော်ဦးတင်ညာတဲ့။အဲ့ဒီအခါသူ့ဇာတာကဤသူသည်သူမရဲ့ခင်မွန်းဖြစ်ကြောင်းသူမရဲ့ခင်မွန်းဟာသူတစ်ပါးပိုင်ပစ္စည်းကိုဝချမ်းတပြားမှပဲမယူခင်တတ်သူဖြစ်ကြောင်းရှောက်တင်ပါတဲ့ကွယ်။မင်းကြီးကအတင်ဒီဤတခိုးနဲ့မတိုက်တဲ့ တခိုးကိုတေးတန်းစီရင်မင်းတင့်ကိုငါကိုတော်မိဖုရားမြောက်တော်မူမယ်လို့အမိန်ချပါတဲ့အာနာဘကွက်သားကမောင်သူနတ်တရဲ့လယ်ဝင်းကိုတုံးတစ်ခုမှမှောက်တင်စေပြီးဘရင်ရဲ့အမိန်ကိုစောင့်နေတာပေါ့ကွယ်အဲ့ဒီအချိန်မှာမတ်သူဇာတာကမောင်သူနတ်တသည်သူမရဲ့ခင်မုန်းဖြစ်ကြောင်းသူတော်မပေးတဲ့ပစ္စည်းကိုဝချမ်းတပြားမှပင်ယူငင်တတ်သူမဟုတ်ကြောင်းသစ္စာပြုပါတဲ့ မတ်တူဇာတာရဲ့သစ္စာပြုဒဏ်ကိုကြားရတဲ့ဇန်ရယသေးကဒီဘရင်ဟာသူ့ဘဝသားမယားကိုမှောင်မားဖောက်ပြားတဲ့အပြစ်ကိုစတင်ကျူးလွန်လို့ပဲဆိုတာကိုဇန်တကောနဲ့သိပြီးချိန်မီရောက်လာပါတဲ့ကွယ်အဲ့ဒီအချိန်မှာဘရင်ကတတ်စေလို့အမိန်ချလိုက်ပါတော့တယ်အဲ့ဒီအခါအာနာဘဝသားကတုံးမော်တင်ထားတဲ့လေဝင်းကိုဒါအကြီးစားကြီးနဲ့ခုတ်ချလိုက်ပါတဲ့ခုတ်ချပြီးတဲ့နောက် ခေါင်းပြက်ကိုသဘင်ကနေစုပ်ကိုင်းပြီးမျက်နာကိုအများမြင်အောင်ပြလိုက်တဲ့အခါပါလာတဲ့မျက်နာကြီးကမင်းကြီးရဲ့မျက်နာကြီးဖြစ်နေပါလေရောကျန်ဝင်းကြီးတွေအမတ်တွေကအားအသင့်နေချိန်မှာပဲအာနာဘဂဝတာကငိုတဲ့အာနာဘဂဝတာကသူကဘယင်ခိုင်းလို့လူတက်ပြီးအတပြာရနေတာအခုဘယင်ကြီးသေးပြီသူ့ကိုဘသူကအတပြာပေးပါမလဲဆိုပြီးတော့အော်ဟစ်ငိုတော့တာပေါ့သူ့ဇာတာလဲသူမခင်မောင်သူ့နဲ့တာကိုရှာတော့ ဘယင်ကြီးရဲ့စင်ပေါ်မှာတွေ့ရတဲ့စင်ပေါ်ကမောင်သူနတ်တာကလည်းသူဇနီးကိုစင်ပေါ်ကနေလှမ်းပြီးတော့နှုတ်ဆက်နေပါတဲ့ကွယ်ဇန်ရရသေးကသူတကိုးနဲ့အာနာဘကွယ်သားဓာတ်နဲ့ခုတ်ချိန်မှာ လူချင်းဖလဲပြီးအပြစ်ပေးလိုက်တာကြောင့်ပေါ့ကွယ်ကလေးတို့ရင်ပုံမြင်ကဒီမှာဆုံးပြီလို့ပြောလို့ရတယ်ကွယ်ဒီပုံမြင်ကဖျားဟောမဏိဇောတာဇက်ကိုဆရာလာမင်းအိမ်ကမှီညမ်းရေးသားပေးတာဖြစ်တယ်ကလေးတို့ဒီပုံမြင်ကိုနားထောင်ရတော့ ဘသူတွေကိုမြင်အောင်မိတယ်လဲတော့မသိဘူးဆီယာမတော့လေငိုနေတဲ့အာနာဘခွေသားတွေနေရာရောက်တော့တက်အာမကံမရပဲလိုင်းငန်းကဖယ်ပေးရတဲ့စစ်တပ်ထဲကမိုးဆိုးမှတိုက်ကူမြင်အောင်ပြီးပြုံးမိသေးတယ်။သူမရလို့ချင်းလို့မကြိုက်တော်ဘူးသူ့ဘာသာဖွဲ့သူ့ဘာသာရှာသူ့လင်ကိုဖမ်းတဲ့မူမတ်တွေနဲ့ဘရင်ကြီးကိုတော့မခိုးပါနဲ့ခိုးတယ်လို့ဆွဆွဲပြီးမရှိတဲ့အမှုတွေကိုတန်းစီပြီးတရားစွဲနေတဲ့လူတိုက်ကူမြင်အောင်မိတယ်။ကလေးတို့ရင် လူတွေဟာကိုနဲ့ထိုက်တန်တဲ့အရာကိုရဖို့ခွင့်ရင်းနဲ့ကြိုးစားအားထုတ်မှုတွေရှိတယ်။တို့ပြည်သူတွေဟာထိုက်တန်တဲ့ဒီမိုကရေစီကိုပြန်ရဖို့ကြိုးစားနေရမယ်လို့ပြောရင်းနှုတ်ဆက်လိုက်ပါတယ်ကွယ်။ကလေးတို့ဘေးကင်းကြမှာကြပါစေ။